အာဆနယ်အသင်းကတော့အင်ကွင်းအမရိတ်စ်မှာဘိုးမောက်ကို2-1နဲ့ရှုံးနိမ့်သွားခဲ့ပါတယ်။မင်္ဂလာပါကိုကန်အစ်စတာဖုတ်ဘောရှူအနီဂျူဒဘာရခင်ဗျာအာဆနယ်နဲ့ဘိုးမောက်တို့ရဲ့ပွဲပြီးသုံးသပ်ချက် full time review ကိုလုပ်ပြီးသွားကြပါတယ်။ဆိုတော့အာကြီးရှုံးတာပြဿနာတော့မဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ချန်ပီယံလိဝင်ခွင့်အတွက်ဒီပွဲရှုံးသွားသည့်တိုင်အောင်စိုးရိမ်စရာအခြေအနေမရှိဘူးဗျာ။ဘာကြောင့်လဲသူက GD တွေလည်းများနေပြီ။ ကျန်တဲ့ဘွယ်ကသုံးဘွယ်ပဲကျန်တော့တယ်အဲ့တော့ Liverpool တို့ Newcastle တို့ရလတ်မကောင်းပလေးစီအောင်နောက်ဆုံးစိတ်နဲ့ဘွယ်တစ်ဘွယ်ကိုနိုင်ရင်တောင်မှအစ်စ်နစ်ကနေအောက်ကျရင်ကျသွားမယ်ဒါပေမဲ့ Champion League ဝင်ခွင့်မှာတော့ပြဿနာထွေးထူးထူးရှိမနေဘူး Champion League ကတော့ဝင်မှာအဲ့တော့ရှုံးတာကလည်းနားလည်းပေးလို့ရတယ်ဒါပေမဲ့နားလည်းလို့မလွယ်တာပေါ့နော်နားလည်းပေးလို့မရတာတော့မဟုတ်နားလည်းလို့မလွယ်တာကအသင်းရဲ့အဓိကပွဲထွက်ကစားသမားတွေကိုဒီပွဲမှာဘာကြောင့်အသုံးပြုသွားခဲ့တယ်လဲဆိုတော့ အပိုင်းမှာမတုံးမို့တုံးလို့ရတယ်ပရီးမီးယားလိဘွဲဖြစ်တဲ့အတွက်ကြောင့်လူငယ်တွေအရန်တွေကြီးနဲ့ပဲရှောက်ကစားလို့တော့မရဘူးသို့ပေမဲ့တယောက်စနှစ်ယောက်စအဓိကအတဲကစားသမားတွေကိုအနာပေးတင်တယ်ပါတီက PSG နဲ့ပထမကြော်တော့မပါဘူးဒီပွဲတင်ထည့်ပေးလိုက် OK တယ်တိုးတော့ Rice တို့ Origet တို့စာကာတို့အနာပေးတင်တယ်ဆလီဘာဆိုပွဲတော်တော်များကစားထားပြီဗျာအဲ့ဒီခါကျတော့ အဆင်ပြေနိုင်တဲ့လူစည်းရင်းလေးတစ်ခုကိုတော့ Mr. Adida အနေနဲ့အသုံးပြုခဲ့တင်တယ်ပေါ့နော်ဆိုတော့နိုင်သွားရင်လည်းဟိုဘာမှထွေထူးထူးခံစားမှာမဟုတ်သလိုအခုရှုံးသွားတဲ့အခါကျတော့လေအဂုံတိတ်ခါပိုင်းအရာလဲအိမ်ကွေးကြီးမှာထိခိုက်တယ်ဒါ့အပြင် လူစည်းစုဖွဲ့မှုအရာလဲ Julian တင်းပါလောက်ပဲအဓိက နားပြီးတော့ကစားသွားတဲ့အခြေအနေမျိုးကနောက် PSG နဲ့ပွဲစဉ်အတွက်နည်းနည်းထိခိုက်မှုတော့ရှိမယ်လို့ထင်တယ်ဗျာ အဲ PSG ကလည်းဥစမန်ဒမ်မီလီမပါနိုင်ဘူးဘာညာလို့တိထားပေမဲ့ကိုယ့်အတင်ကစားသမားတွေက fit ဖြစ်ရင်တော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီဘိုင်းကိုဘာကြောင့်ရင်ဆွေးနေရလဲဆိုတော့အတ္တိတအနေနဲ့ဒီပွဲပေါ်မှာအနိုင်ယူဖို့အတွက် prepare လုပ်ထားခဲ့တယ်ဆိုရယ် point ကိုကျွန်တော်ကထောက်ပြချင်လို့ပါတိုးတော့အဲ့ဒီယူဆချက်နဲ့အတွေးခေါ်ပိုင်းကိုကျွန်တော်နားမလဲဘူးထားပါအစနေတည်းဒီတိုမတ်စ်ပါတီပါဝင်လာတဲ့အတွက်ကြောင့်ကွင်းလယ်ပိုင်းမှာကစားပုံအတော်လေးတည်သက်ကောင်းမွန်ခဲ့တယ် ဒီတကြောင် PSG နဲ့ပွဲမှာပါတီတယောက်ဘာတွေထပ်လုပ်ပြနိုင်မလဲဆိုတဲ့အတွေးကျွန်တော်ဒီဘုံမောက်နဲ့ပွဲကြည့်နေစဉ်အချိန်ကာလအတွင်းမှာအများကြီးရတယ်။ဘာကြောင့်လဲဆိုတော့ဘုံမောက်အသင်းကကွင်းလယ်မှာကစားကွက်တိတ်တဲတဲ့အသင်းတင်းတော့မဟုတ်ဘူး။ high ဖြစ်တယ် deep ဖြစ်တယ်။ around la ဒီနှစ်ရာသီမှာဘုံမောက်ရဲ့ high line defense တင်ပြီးစော့တဲ့ကစားပုံတွေကတော်တော်ကောင်းခဲ့တယ်။ပြိုင်ဘက်အသင်းကို high press ပြီးတဲ့ high line defense ကြီးတွေတင်ပြီးကွင်းလယ်ကစားသမားတွေကလည်း ဘောလုံးထိုင်ခွဲနေတာတဲ့ဘောဝင်နေနေလိုက်လုံနေတာများတယ်။အဲ့လိုပုံစံမျိုးနဲ့အာစနယ်အသင်းကိုဖိအားပေးပြီးတော့ကစားသွားခဲ့တယ်။အာစနယ်အသင်းကတော့တောမတ်စ်ပါတီပါတဲ့အတွက်ကြောင့်ကစားကွက်ကတော့ကွင်းလယ်မှာပို့ပြီးတော့အသာစီးရတယ်။ဒါ့ပေမဲ့လည်းအာစနယ်အသင်းအားတာခဲ့တဲ့လှုပ်ရှားခဲ့တဲ့ဆက်ပီးစ်တွေကနေဘုံမောက်ကဂိုးသွင်းသွားတဲ့အတွက်ကြောင့်ကိုကပဲဒီဆက်ပီးစ်တွေဆက်ပလေးတွေကပြိုင်ဘက်အသင်းတွေကိုထိုးနှက်ခဲ့တယ်။ကိုကနှစ်ဂိုးလုံးအပုံစံပဲပြန်ထိုးနှက်ခဲ့တဲ့အခါကျတော့လည်း နည်းနည်းတော့ခံပြင်းကျင်စရာကောင်းတယ်ပေါ့ဒါပါပဲကစားကွက်ဘိုင်းမှာကြည့်မယ်ဆိုရင်ဘုံမောင်ရဲ့တူးချင်းတယောက်ချင်းထိုးပေါက်မှုဘိုင်းနေတာကောင်းခဲ့ပေမဲ့ဂျန်နက်တင်ပလင်းဘိုင်းနေမှာကွင်းလေဘိုင်းကတောမတ်စ်ပါတီပါတဲ့အတွက်ကြောင့်တင်ပလင်းမှာအတော်လေးအထောက်အကူပြုခဲ့တယ်အဲ့တော့ကျွန်တော်အိုင်းရဲ့ပလင်းစတိုင်ကတော့တော်တော်များများသိပြီးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်သိပြောပြမနေတော့ဘူးဒီဘုံမောင်နဲ့ပတ်သက်ပြီးတော့အနေငယ်ကျွန်တော်ဆွေးနွေးကြည့်ခြင်းတယ်ဘုံမောင်ကတော့ကျွန်တော်ပြောရဲသူက high ဖြစ်တယ် deep ဖြစ်တယ်ဆိုတဲ့ပုံစံဒီလိုမျိုးပါအဲ့သူ့ရဲ့ defensive line ရဲ့ကစားသမားတွေကိုကြည့်ကြည့် Dean Newton ရော Sabani ရော high line defense အမြဲလို့လို့ကျွန်တော်ဒီရှေ့ထိတက်ပြီးတော့ကစားတယ်အဲ့ဒါ in position မှာပဲမဟုတ်ဘူး out of position ရောက်ရင်လေ तू က offside trap ဖမ်းပြီးတော့ဒီနေရာတွေမှာဘယ်လိုပြောမလဲတက်ပြီးတော့ကစားတယ်ဗျာအဲ့တော့သူ့ရဲ့ box ပုံစံက CB နှစ်ယောက်နဲ့ DM နှစ်ယောက်မှာသွားပေါ်တယ်ပုံမှန်အဖြစ်ဆိုရင်ကျွန်တော် Thomas Partey ပဲထားပါတော့ Thomas Partey က number 6နေရာကနေ तू အသင်းရဲ့ ဟိုဘယ်လိုပြောမလဲတမ်ပိုထိမ့်ပြီးတဲ့ကစားသမားကိုတင်ကတမ်ပိုတင်တော့မယ်ဆိုရင်လေ तू ကအဓိကပဲ तू ကလင်းလင်းမြန်မြန်ပေးပြီးတော့ရှေ့ထိတက်ပေးသွားဒါပါတီးကိုပြပြရအောင်နော်တကယ်လို့ငါတို့တမ်ပိုထိမ့်မယ်ဆိုရင်လေ तू ကနောက်မှာပြန်ပြီးတော့ you passive process လေးပေးပြီးတော့ပြန်ပက်အတင်းရဲ့တမ်ပိုပြန်ချတယ်ကို့အတင်းရဲ့တမ်ပိုပြန်ချတယ်တိုးတော့ဘုံမောက်ကအဲ့လိုမဟုတ်ဘူးလုံးဝ attack ပဲအဲ့ဒီကစားသမားနှစ်ယောက်ဒီကွင်းလယ်မှာ midfield ပုံစံပဲရှိတယ်ဘာကြောင့်လဲဆိုဒီရှေ့က၄ယောက်ကသူ့ဘာလို့သူစော့တာ ကွင်းလယ်ကစားသမား2ယောက်နဲ့အာစနယ်တင်းရဲ့မက်ဖီထရန်ကိုရင်ဆိုင်ရတာထင်သလောက်တော့မလွယ်ဘူးပေါ့နော်ဒီနှစ်ယောက်လုံးက၈တက်နောက်စဉ်မှန်မှန်နဲ့အာစနယ်တင်းရဲ့ကွင်းလယ်ကိုဖိအားပေးဖို့ကြိုးစားတယ်ဒီနှစ်ယောက်ကလည်း Highland Defense ဆော့ပြီးတော့သူ့ရဲ့ bounce shake ကဒီနားမှာသွားပြီးပေါ့တယ်တိုးမဲ့ဒီပြောင်တော့ကစားတယ်ဒီလိုမျိုးဒီ space အခြေ gap ပြောင်ဆော့တဲ့အသင်းဆိုတာရှားပါတယ်အဲ့လိုမျိုးကြီးသွားဟပေးလိုက်တဲ့အခါကျရင်ဒီနေရာတွေမှာကျွန်တော် pocket space ဒီအများကြီးပေါ်လာလိမ့်မယ်။နာကသွားလိမ့်မယ်။အဲ့တော့ကြောင့်ရအောင်တော့ deep အောင်ကစားထားတယ်။ဒါကဘုံမောက် ကစားတဲ့ပုံစံအခင်းချင်းပေါ့နော်တိုးတော်လေအဲ့လောက်ထိပြဿနာထွေထူးတော့ရှိမနေခဲ့ဘူးအာဆင်နယ်တင်းရသွားတဲ့ဂိုးဆိုလေတင်းပလေးကနေရသွားတာထိုက်လျောက်အဆင်ပြေခဲ့တယ်အဲဒါပေမဲ့ကျွန်တော်ရှင်းမှာပြောသလိုပေါ့အဲ့ set piece တွေ set play တွေကနေအဲ့လိုအမြင်ပေါ်တွေကိုရှင်းထုတ်မနိုင်တဲ့ပြဿနာကအဓိကရှုံးနေသွားစေခဲ့တဲ့အကြောင်းရင်းလို့တော့ထင်ပါတယ်โอเคအဲ့တော့ကျွန်တော်ပေကိုလေးတွေပေါ့နော်အနေငယ်ပြန်ပြီးတော့ဆန်းစစ်လိုက်အောင်ပေကိုလေးရာကူးလေးတွေပေါ့အားကြီးကတော့ ဂိုးရင်ဆက်ရသွားခဲ့တာဖြစ်ပါတယ်ဒါ34မိနစ်မှာအာဆင်ရဲ့တင်းပလေးရရသွားတဲ့ဂိုးဖြစ်ပါတယ်အဲဒီဂိုးကလည်းတောမတ်စ်ပါတီအိုရီကဲအတွဲဖက်ကနေဒက်ကလန်ရိုက်ပပနဲ့နဲ့ပြေးထွက်သွားတယ်ပေါ့အဲဒီဂိုးမှာဆိုရင်ကျွန်တော်မာတင်အိုရီကဲရဲ့အမြင်ဆူးရှာမှုတချို့ကိုကျွန်တော်တွေ့ခဲ့ရတယ် Rice ကလည်းအိုရီကဲနဲ့ relationism မိုက်တော်တော်ကောင်းတဲ့အတွက်ကြောင့်သူပြေးထွက်သွားတဲ့နေရာကဘယ်သူမှခံမှန်းလို့မရခဲ့ဘူးအဲ့တော့သူပြေးမဲ့နေရာကိုအိုရီကက်တီးတဲ့အတွက်ရအောင်လှမ်းပြီးတော့ထည့်ပေးတယ် rice က ကိုသမားကဘာရီဇာဘလကာကိုကြော်ပြီးတော့တွင်းယူသွားခဲ့တယ်။ဒါတောင်မှအီလီယာဇဘန်ကြီးရောက်အောင်ဖျက်ထုတ်သေးတယ်။ဇဘန်ကြီးတော်တော်ကောင်းနေဗျာ။ဇဘန်ကြီးရောဟျူဆန်ရောလုံးဝရှယ်ကြီးပဲ။အဲ့တော့အီလီယက်ဇဘန်ကြီးတိုက်ခိုက်စေလေပြေသွားတယ်ကစားသမားတယောက်ပေါ့နော်ထားပါအဲ့တော့ဒီဂိုးကလုံးဝ control လုပ်လို့မရတဲ့အတွက်ကျွန်တော်ပြန်ပြီးတော့ပေးလိုက်ရတယ်ပထမပိုင်းမှာ RE10 နဲ့ဦးဆောင်နေတယ်အဲ့တော့ဒုတိယပိုင်းရောက်တဲ့အခါမှာကျွန်တော်မိနစ်60မှာပဲဂိုးရသွားတယ်ဒီဂိုးကအာစနယ်အသင်းနဲ့ area jewelry ရှင်တဲ့အခါတိုင်းအမြဲတမ်းလိုလိုအသာကြီးရနေတဲ့ Dean Newsan ကခေါင်းတိုက်ကူးသွင်းသွားခဲ့တာဖြစ်ပါတယ်။ကိုယ့်ရဲ့ခံစစ်ချမ်း box ထဲမှာပဲ Dean Newsan က area jewel တတာမဟုတ်ဘူး။ပြိုင်ဘက်အသင်းရဲ့ goal area ထဲမှာလည်း area jewel တအောင်တိုက်နိုင်တဲ့အတွက်ဒီ goal ကသူတို့အတွက်ခြေပါကူရရှိသွားရလဲဖြစ်ပါတယ်။အဲ့တော့ဘုံမောက်အသင်းကစားသမားတွေကိုလည်းကျွန်တော်ချီးကျူးရမယ်ဗျာ။တစ်ဖက်ကကွင်းလယ်စုံမှုဘလောက်ပဲအသာကြီးရနေပြိစေဟို ကုလဆုံးမှုအတာဒီရပြီးတော့ပြိုင်ပွဲတိုင်းကိုနိုင်တာတော့မဟုတ်ဘူးအတာဒီရတယ်ပဲရှိတယ်နိုင်ဖို့များတယ်ပေါ့ကုလဆုံးမှုရပါတယ်သို့တော့အခုလိုမျိုး supply တွေကနေကစားတတ်တဲ့အသင်းတွေကိုဆိုပြန်ပြီးဂိုးပေးရလေးရှိပါတယ်ဆိုတော့ကျွန်တော်ဒုတိယဂိုးကြည့်မယ်ဆိုရင်လည်းအဲ့တိုင်းပဲကျွန်တော် corner ကနေရတာ corner ပေးလိုက်တဲ့အာပေးပို့မှုကလည်းတော်တော်လေးကောင်းတယ်ဗျဒါကိုကျွန်တော် tavania ကခေါင်းကိုလှန်ချိုးသွားတယ်ဒီနေရာမှာကျွန်တော်လိုအပ်ချက်ရှိတာ martin odigan နဲ့ david raya ပေါ့အဲ့တော့ david raya ရဲ့ ဖန်တဲ့ပုံစံကလည်းတော်တော်မတိမသက်ဖြစ်ခဲ့တယ်လို့မာတင်အိုရီကက်လူကက်တဲ့ပုံစံကလည်းလူအပ်ချက်အများကြီးရှိခဲ့တယ်။ဒီကိုဒိုင်ရ VAR ပြန်ကြည့်တဲ့လက်ထီလာဘာလာပေါ့နော်။သို့တော်လည်းလက်ထီဘောဖြစ်တော့မတက်မခဲ့ဘူး။ဂိုးဖြစ်ပြီးလိုက်တဲ့အတွက်2-1နဲ့ဘုံမောက်ကနိုင်သွားပါတယ်။ဆိုတော့ဒီပွဲစဉ်မှာအာစနယ်ကစားသမားတချို့ပွဲပန်းနေတာကျွန်တော်တို့မြင်ခဲ့ရတယ်။ပွဲမပန်းလို့လည်းမရဘူးကစားတာရပ်ပိုင်းအလိုပဲရှိသေးတယ်ဒီပွဲကိုထပ်ပြီးတော့ကစားခိုင်းတဲ့အတွက်ကြောင့် ဒါပွဲပန်းမှုထံကျွန်တော်မြင်ခဲ့ရတာပါအဲ့တော့နားမလည်ခဲ့တာတော့အတီတာရဲ့လူထုတ်ပုံပဲပေါ့နော်သို့တော့နီးပြတယောက်ရဲ့လုတ်ပိုင်ခွင့်သူ့ရဲ့အတွေးခေါ်ပိုင်းကကိုယ်ထက်အများကြီးနဲ့နေတဲ့အတွက်ကျွန်တော်တွေကတော့အထူးတလဲတော့မဝေပန်လို့ပါဘူးနားလေကခတ်တယ်ဆိုတဲ့အတုံးတုံးပဲတော့ရမှာဖြစ်ပါတယ်ဘာဖြစ်အခုဂျာယက်ထဲမှာကစားမဲ့ချန်ပီယံလိပွဲစဉ်ရောက်တဲ့အခါကျရင်အကောင်းဆုံးကစားနိုင်ဖို့ပဲမျှော်လင့်ပါတယ်လောစရာတော့ဘုံမောင်တင်အင်ကွင်းအမရိတ်မှာ2-1နဲ့ရှုံးနိုင်သွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာ